လေးတို့ရေဒီတစ်ခေါက်ပြပြပေးမဲ့ပုံမြင်လေးကတော့ဖိုးကဲတို့မိသားစုဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်ဖိုးကဲတို့မိသားစုဟာမြေကမ်းပါကရွာလေးတစ်ယောက်မှာနေကြတယ်အစားကတော့အဖိုးအဖေအမေနဲ့ဖိုးကဲတို့၄ယောက်ပဲရှိကြတယ်အခုတော့မြမလေးမွေးပြီးမိသားစု၅ယောက်ဖြစ်လာတယ် အဖိုးကအသက်အကြီးဆုံးဖြစ်ပြီး အားလုံးကဖိုးဖိုးစကားကိုနားထောင်ကြတယ်။ညာတိုင်းမိသားစုဝင်အားလုံးဖះရှိကိုရတယ်။ခြေလက်စေးပြီးမှအိမ်ရောက်ဝင်ရတယ်။ဒီနေ့မှမမေကဖိုးကေးရေညီမလေးကိုခဏကြည့်ထားနော်။မမေအဝဲရှင်လက်အောင်မယ်လို့ပြောပြီးအိမ်နောက်ဘေးမှာအဝဲရှင်နေတယ်။ဖိုးကေးလည်းညီမလေးနဲ့ အင်္ဂါခွေပေါက်စားလေးနဲ့အတူတူကစားနေတော့တာပေါ့အဖိုးကတော့ထမင်းစားပြီးတရေအိမ်နေတယ်အဲ့ဒီအချိန်မှာခွေပေါက်စားလေးဟာရေမြောင်းလေးကိုပြုတ်ကျသွားတယ်ဖိုကဲလည်းခွေပေါက်စားလေးကိုဆဲယူဖို့အလုရှုပ်သွားတော့တာပေါ့ဖိုကဲအလုရှုပ်နေတော့မှညီမလေးဟာလေးပတ်သွားပြီးထွက်သွားတာဖိုကဲမသိလိုက်ဘူးခွေးပေါက်စားလေးကိုဆယ်ယူပြီးတဲ့အချိန်ညီမလေးကိုကြည့်လိုက်တော့မတွေ့တော့ဘူး ဖိုးခဲလေမြမလေးရေမြမလေးရေမြမလေးရေလို့ဩခေါ်တယ်။မမေရေလောက်ပါအောင်မြမလေးဘယ်ရောက်သွားမှမသိဘူးဆိုပြီးတော့ဖိုးခဲလေအောင်ကိုတည်တယ်။ဖိုးခဲရေအောင်ကိုတန်ကြအမေရောအဖိုးရောအရှိကိုပြေးထွက်လာကြတယ်။ဖူကဲက အကြောင်းစုံကိုရှင်းပြနေတော့မှပဲ။ဝန်ကလေးရှင်အတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်။ကဘာပြိုတယ်ဟဲ့ ကလေးတွေအနာမကကြနဲ့လို့ရွာကလူတွေအော်ပြီးကဘာဘက်ကိုပြေးသွားကြတာတွေ့လိုက်ရတယ်။အားလုံးလည်းညီမလေးအတွက်စိုးရိမ်ပြီးပြေးလိုက်သွားကြတော့တာပေါ့။ဒါပေမဲ့ညီမလေးကိုမတွေ့ကြဘူး။အမေလည်းငိုဖိုးခဲကလည်းငိုပေါ့။အဲ့ဒီအချိန်မှာခွေးမကြီးမိဖြူကအဖိုးရဲ့ပစိုးကိုအတင်းဆွဲခေါ်တဲ့ အားလုံးကအဖိုးနဲ့အတူမိဖြူခေါ်တဲ့အိမ်နာဘက်ကိုလိုက်သွားကြတယ်။အိမ်နာဘက်ကကောင်းရုံပုံမှာညီမလေးဟာခွေးပေါက်စားလေးနဲ့အတူတူအိမ်နေတာကိုတွေ့လိုက်ရတယ်။အားလုံးလည်းဝမ်းသာပျော်ရွှင်သွားကြတော့တယ်။ပုံမင်းလေးကတော့ဒါပါပဲကွယ်။ကဲကလေးတို့ရေပုံမင်းလေးကိုသဘောကျရဲ့လား။ ်ပုံမြင်လေးကိုသဘောကျပြီးကြိုက်တယ်ဆိုလို့ရှင် channel လေးကို like နဲ့ subscribe လုပ်ပြီးကိုမမေ့နဲ့အောင်နော်နောက်ထပ်လည်းပုံမြင်အသက်တွေကိုတင်ပြီးတော့မှမို့စောင့်မျှော်ကြည့်ရှုပါအောင်လို့အားလုံးပဲဘိုင်ဘိုင်